မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရိုဟင်ဂျာလူနည်းစု တိုင်းသားတွေနဲ့မြန်မာပြည်သူတွေကိုအားလုံးဝိုင်းကူကြဖို့အမေရိကန်ကိုယ်စားလှယ်တိုက်တွန်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအပေါ်အမေရိကန်အနေနဲ့စန့်ကျင်ကန့်ကွက်ကြောင်းလည်းပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရိုဟင်ဂျာမျိုးနွယ်စုတွေလူနည်းစုတိုင်းသားတွေအပါအဝင်မြန်မာပြည်သူတွေအတွက်အကူအညီထောက်ပံ့မှုတွေကို အမေရိကန်နဲ့အတူနိုင်ငံတကာအသိုက်အဝန်းကပါဝင်ရံပေးကြဖို့အထူးကိုယ်စားလှယ်တအူကပြောကြားခဲ့ပါတယ်။အမေရိကန်နဲ့ကမ္ဘာလုံးဆိုင်ရာကလေးတွေအတွက်ရည်ရွယ်တဲ့ကိုယ်စားလှယ်ယာရုဖြစ်တဲ့အကောင်ဆုံးအနာဂတ်မျိုးဆက်သစ်များအထူးကိုယ်စားလှယ်ချာဟတ်တာကလိုအပ်နေတဲ့ကူညီထောက်ပံ့မှုတွေအတွက်အမေရိကန်ကဆက်လက်အားပေးပံ့ပိုးနေမှာဖြစ်ပေမဲ့တနိုင်ငံတည်းတော့တာဝန်ခံမှာမဟုတ်ကြောင်းဆိုပါတယ်။အားနည်းစွာယက်တီနေရတဲ့လူအဖွဲ့အစည်းတွေရဲ့လုံခြုံမှုမျှော်လင့်ချက်နဲ့ခုံတိတ်ခါရှိရှိယက်တီခွင့်တွေအတွက်ဆိုရင်ထောက်ပံ့ကူညီမှုတွေညှင့်တင်ပေးခြင်းကာ ိတ်အရေးကြီးကြောင်းဒါပေမဲ့အဲ့ဒီလိုလုပ်ရမျိုးတွေဟာအမေရိကန်တနိုင်ငံတည်းရဲ့တာဝန်တော့မဟုတ်ကြောင်းအလုံးကဘေးထွက်ထိုင်နေချိန်မှာအမေရိကန်ကပင်မထောက်ပံ့သူအဖြစ်နဲ့တော့မရက်တီလိုကြောင်းသူကဆိုပါတယ်စက်တင်ဘာ30ရက်နေ့ကကုလသမဂ္ဂအထွေထွေညှိနှိုင်းခံရဲ့မြန်မာနိုင်ငံရှိရိုဟင်ဂျာနဲ့လူနေစုတိုင်းသားမျိုးနွယ်စုများအခြေအနေဆိုတဲ့အဆင့်မြင့်ဆွေးနွေးပွဲအတွင်းမှာအမေရိကန်အပြင်နိုင်ငံပေါင်းစုံကအခုအရေးကိစ္စကိုတွင်ကူညီဖို့တောင်းဆိုသွားခဲ့တာဖြစ်ပါတယ် ရိုဟင်ဂျာအရေးဟာအမေရိကန်တနိုင်ငံတည်းရဲ့ဝင်တော့ဝင်ဖို့မဟုတ်တော့ပဲအခြားအစိုးရတွေဒေသရင်းကအစုဖွဲ့တွေလည်းစူပေါင်းပြီးဒီကိစ္စကိုဖြေရှင်းနိုင်မယ်နီလန်းတွေကုညီရှာဖွေသင့်နေပြီလို့ဟတ်တာကပြောပါတယ်။နိုင်ငံတွေအဖွဲ့အစည်းတွေပုဂ္ဂလိကအလူရှင်တွေအနေနဲ့ရှေ့ထွက်လာကြထဲဝင်မှုတွေကိုမြင့်တင်ကြပြီးအခုဝင်တော့ဝင်ဖို့ကိုမျှယူပေးတယ်လို့သူကတိုက်တွန်းခဲ့ပါတယ်။ရိုဟင်ဂျာအရေးလိုကိစ္စမျိုးရဲ့ရှုပ်ထွေးမှုနဲ့ဒုတွေပမာဏမျိုးအရာနိုင်ငံတကူဒါမှမဟုတ် အစုအဖွဲ့တစ်ခုတည်းကကင်တွယ်ဖြည့်ရှင်းလို့မရနိုင်ဘူးလို့လည်းသူကထောက်ပြခဲ့ပါတယ်။အမေရိကန်အစိုးရဟာလူအသက်တွေကိုကယ်ဆယ်ဖို့တကယ်အရေးပါတဲ့နေရာတွေမှာအထောက်ပံ့တွေပေးအပ်ဖို့အတွက်စိတ်ပိုင်းဖြတ်ထားစေဖြစ်ကြောင်းဥပမာဘင်္ဂလားဒေ့ရှ်ကိုရောက်နေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ဒေါ်လာတန်60ကျော်လောက်ပံ့ပိုးပေးဖို့အမေရိကန်မှာရည်ရွယ်ချက်ရှိနေကြောင်းသူကကြေညာသွားပါတယ် ပြီးတော့မြန်မာစစ်တပ်ရဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေနဲ့ရက်ဆက်ကြံကြုံမှုတွေကြောင့်ထွက်ပြေးလာခဲ့တဲ့ရိုဟင်ဂျာဒုက္ခသည်တွေကိုလက်ခံပေးတာပြီးရရရရနဲ့စေတနာထားကူညီပေးနေတဲ့အတွက်ဘင်္ဂလားဒေ့ရှ်အစိုးရကိုအမေရိကန်ကကျေးဇူးတင်ပါတယ်လို့လည်းဟန်တာကပြောပါတယ်။ဒါပြင်လောလောလတ်အနေနဲ့မြန်မာဒုက္ခသည်တွေကိုထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်ပြုဖို့ဆုံးဖြတ်လိုက်တဲ့ထိုင်းအစိုးရကိုလည်းကျေးဇူးတင်တယ်လို့သူကဆိုပါတယ်။ဟန်တာကရခိုင်ပြည်နယ်မှာဆက်လက်ဖြစ်ပွားနေတဲ့စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ထုတ်ပေါ်ပြောခဲ့ပြီးအာနာသိန်းစစ်တပ်ရောအာရကတပ်တော် AA ပါမြေသားတွေကိုကာကွယ်ဖို့စစ်ပေးသင့်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေဝင်ရောက်ခွင့်ပြုဖို့လူသားချင်းစာနာမှုဆိုင်ရာကျင့်ဝတ်စည်းကမ်းများကိုအလေးထားလိုက်နာကြဖို့တိုက်တွန်းသွားပါတယ်နောက်ပြီးသူကမြန်မာစစ်တပ်အနေနဲ့ရွေးကောက်ပွဲကျင်းပရေးကိုပုံမအားဆိုင်လောက်ကင်နေပေမဲ့ အဲ့ဒီရွေးကောက်ပွဲဟာတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့လိုအပ်ချက်တွေနဲ့ကာညီမှုမရှိသလိုလက်ရှိအနေအထားမှာရွေးကောက်ပွဲတွေကျင်းပခြင်းအပေါ်အမေရိကန်အနေနဲ့စန့်ကျင်ကပ်ကွက်ကြောင်းလည်းပြောကြားသွားပါတယ်။ဆက်လက်ပြီးကြောင်မင်းနဲ့နောင်ချိုကပြန်ဆုတ်ပေးခဲ့ရတာကိုသင်ခန်းစာယူပြီးဆောင်ရွက်မယ်လို့ TNL ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မင်းနဲ့နောင်ချိုမျိုးကနေစုတ်ခွာပေးလိုက်ရတဲ့အပေါ်သင်ခန်းစာတွေရယူပြီးလိုအပ်တဲ့ပြင်ဆင်မှုနဲ့အားသာချက်အားနည်းချက်တွေကိုပြန်လည်တုံ့သက်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်လို့တောင်တက်မတော် DNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွှဲရည်ဦးကသတင်းဌာနကိုပြောကြားပါတယ်။တနစ်ကျော်သိမ့်ပိုက်ထိန်ချုပ်ထားခဲ့တဲ့ကြောင်မင်းမျိုးကနေ DNL တက်တွေအော်တိုဘာ၁ရက်နေ့မှာစုပ်ခွာပေးလိုက်ရပြီးနောက်တစ်ရက်ဖြစ်တဲ့အော်တိုဘာ၂ရက်နေ့မှာသတင်းဌာနရဲ့ဆက်သွယ်မေးမြန်းမှုအပေါ် DNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားထားတာဖြစ်ပါတယ်။သင်ကန်းစာကတော့အများကြီးရပါတယ်။အများကြီးဆိုတဲ့တိုက်ပွဲနဲ့တချို့ဟာတွေကအလုံးလဲသူ့ထင်မြင်ယူဆချက်နဲ့ရင်းနှီးတာမျိုးတွေရှိတယ်။ တချို့ကလည်းစာရီပေးပို့ပြီးတော့မှရေးသားတာမျိုးတွေရှိပါတယ်။ကျမတို့ဘက်ကလည်းသင်ခန်းစာရီကတော့ရယူပြီးတော့မှလိုအပ်တဲ့ပြင်ဆင်မှုတွေလိုအပ်တဲ့အားသာချက်အားနည်းချက်တွေကိုပြန်လည်သုံးသပ်ပြီးတော့မှဆောင်ရွက်သွားဖို့ရှိပါတယ်လို့တွေးရဦးကပြောပါတယ်။ TNL အနေနဲ့2029စစ်စင်ရဒုတိယပိုင်းမှာမဟာမိတ်တပ်တွေနဲ့အတူထိုးစစ်ဆင်သိမ့်ပိုက်ခဲ့တဲ့ကြောင်မင်းနဲ့နောင်ကျုံမျိုးကိုစစ်တပ်ကတံပြန်ထိုးစစ်ဆင်လာချိန်မှာဟန်ပြပဲတိုက်ခဲ့တာမဟုတ်ဘူးလို့လည်း TNL ကပြောပါရယ် အကောင်းဆုံးခုခံကောက်ွက်ခဲ့ပြီးစစ်ကောင်စီနဲ့နိုင်ငံရေးသဘောတူညီမှုလည်းမရှိထားဘူးလို့သူကဆက်ပြောပါတယ်။လက်တလုံးမှာကြောက်မဲနဲ့နောက်ချိုကိုယာယီဆုပ်ပေးလိုက်ရတာသာဖြစ်တယ်လို့လည်းသူကဆိုပါတယ်။စစ်ရေးမှာတော့အလဲအပြောင်းတွေရှိတယ်ပေါ့လေ။ကိုအရေးတာတဲ့အချိန်ရှိသလိုကိုအရေးနှိမ်တာလည်းရှိပါတယ်။ပြင်ဆင်မှုအကောင်းတဲ့သူကတော့စစ်ရေးမှာအနိုင်ရမှာဖြစ်ပါတယ်။ဆိုတော့ကျမတို့ဘက်ကလည်းလိုအပ်တဲ့ပြင်ဆင်မှုတွေလိုအပ်တဲ့အားသာချက်အားနည်းချက်တွေသင်ခန်းစာယူပြီးတော့မှပြန်လေပြင်ဆင်ပြီးတော့မှနောက်တစ်ခါဆိုတာအပြောင်းလဲတွေဖြစ်လာနိုင်ပါတယ် လုံးလုံးဆယ်ကတော့ဘာမှရေရသေးချာတာတော့ပြောနိုင်ခြင်းတော့မရှိသေးပါဘူးလို့တွေးရဦးကပြောပါတယ်။ဆလပီစစ်ကော်မရှင်ကနန်စီဒီယံများကိုထောက်ပံ့ခြင်းမကြခဏတိုးနေတော့လေ NUD ကစီဒီယံများကိုလုံလောက်သည့်အကူအညီမပေးနိုင်သေးဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စစ်ကော်မရှင်ကနန်စီဒီယံများကိုထောက်ပံ့ခြင်းမကြခဏတိုးပေးနေတော့လေ NUD ကစီဒီယံများကိုလုံလောက်သည့်အကူအညီထောက်ပံ့မှုများမပေးနိုင်သေးကြောင်းစီဒီယံတိုင်းဝိုင်းထံမှသိရပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီတရက်တွင်စစ်ကော်မရှင်ကအာဏာသိမ်းပြီးနောက်နိုင်ငံတော်ဝန်လုံး၌ပညာရေးကျန်းမာရေးအုပ်ချုပ်ရေးနှင့်စစ်ဘက်ဆိုင်ရာဝန်ထမ်းအများအပြားစီဒီအမ်ပြုလုပ်ခဲ့ကြတော့လေအဆိုပါစီဒီအမ်ပြုလုပ်ကြသူများကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG မှလက်ရှိအချိန်အထိလုံလောက်သည့်ထောက်ပံ့ကူညီမှုများပေးအပ်နိုင်ခြင်းမရှိကြောင်းသိရပါတယ်အခက်အခဲတို့အနေနဲ့အများဆိုသလိုရှိကြတာပဲဗျာတော်လိုင်းရေးမှာစီရေးကအဓိကဆိုတာကိုလည်းနားလည်ထားကြပေမဲ့လေအတိမတ်ပြူပြီးထောက်ပံ့ပေးတာမျိုးလုပ်ပေးနိုင်ရင်တော့ကောင်းတာပေါ့ဗျာ ထောက်ပံ့ကြေးကတော့မနေ့က9000ပဲရဘူးပါတယ်ဟုရောဒေတာအတွင်းနေတိုင်းသည့်စီရီယန်ကျောင်းဆရာတအူကသတင်းဌာနကိုပြောကြားပါတယ်။နန်းစီရီယန်ဝန်ထမ်းများအောင်လက်ရှိထောက်ပံ့နေသည့်အပိုထောက်ပံ့ကြေး6000ကျပ်အပြင်ထပ်မံ၍အပိုထောက်ပံ့ကြေး3000ကျပ်ကိုလာစဉ်ခန်းစားအခွင့်ပြုလိုက်ကြောင်းစစ်ကော်မရှင်ဤဘန္နာရေးနှင့်အခွန်ဝင်ကြီးဌာနက2025ခုနှစ်အောက်တိုဘာတရက်တွင်ထုတ်ပြန်ပါတယ်။ NUGC ကထောက်ပံ့တာမျိုးမရဘူးဘူး။ရွာမှာကျူရှင်ပြတာကလည်းဘာမှလုပ်လို့မရဘူး။သုံးသိမ့်ပဲရတယ်။ အိမ်ပြန်ပေးရတာနဲ့ကိုတုံးမှုနဲ့ဆိုကအဆင်မပြေဘူးအခုစစ်တပ်ဘက်ကလာကတိုးတာထက်ဝန်ထမ်းဖြစ်နေရင်တော့စစ်မှုထမ်းပေါ်တာခရီးသွားလာတာတွေကကြောက်စရာမလိုဘူး NUG ကိုကဘာမှမပြောချင်ပါဘူးဟုလုံခြုံရေးအရနေရက်နေ့အမိမဖော်လို့သည် CDN ပြုလုပ်ထားသည့်ကြောင်းစရာတအူးကဆိုပါတယ်လက်ရှိတွင်ပြည်တွင်း၌နေထိုင်လျက်ရှိနေသည့် CDN ပြုလုပ်ထားသူများအနေဖြင့်ခရီးသွားလာရာတွင်စိတ်လုံခြုံမှုမရှိခြင်း PSMS နဲ့ပြင်ဖန်စီခံရမည်ကိုစိုးရိမ်နေရခြင်းအထွေထွေကုန်ကြစည်ရိတ်များပြားနေတော့လေထောက်ပံ့ပေးမိသူမရှိခြင်းစသည့်အခက်အခဲများကိုကြုံတွေ့နေရကြောင်း CDM ပြုလုပ်ထားသူအများစုကဆိုပါတယ်မျိုးပေါ်ဆိုမသွားရဲဘူးကျမတို့က CDM လုပ်ထားတာဆိုတော့ခုရွာထဲမှာပဲစည်းဆိုင်လေးဖွင့်အရက်ထဲမှာနေပြီးတော့တော်လန်ရေးတက်ပိုင်ဆိုင်ရာကိုလေကူညီနိုင်သမျှကူညီပေးနေရတယ်မျိုးပေါ်တက်ပြီးလဲစေးမဝရဲဘူး ိုတိုင်းလိုက်မရတော့ကားအစဉ်စစ်နဲ့ပြစ်စည်းတရတာဟုပလဲမျိုးနယ်မှာ CDN ပြုတ်လုထားသည့်တာပွားဆရာမတအူကဆိုပါတယ် NUG ထံမှ CDN ထောက်ပံ့ကျင်းဝင်မရရှိတော့လဲလက်ရှိနေထိုင်ရာမြို့နယ်ရှိလူမှုကူညီရေးအသင်းနဲ့ပရာဟိတလောက်ကိုက်သည့်လူငယ်အဖွဲ့အစည်းအချို့က CDM supporting group များဖွဲ့စည်းကငွေကြေးထောက်ပံ့မှုအနေငယ်လှုပ်ဆောင်ပေးကြောင်းမန္တလေးတိုင်းအတွင်းနေထိုင်သည့် CDM တူနာပြုဆရာမတအူကဆိုပါတယ်အနာသိမ့်ပြီးမလကလေးက CDN လောက်တာကလေးတစ်ဖက်နဲ့လည်းဖြစ်တော့အလုတ်ကရှာမရဘူး NUGC ကလည်းမရဘူး အခုကျမမွေးငါရောက်နေတယ်။ဒါကလေကျမလမ်းပေးဆိုင်လေးပဲဖွင့်နိုင်တယ်။ CDN တွေအတွက်ဆိုပြီးလှုပ်ပေးနေတဲ့လူငယ်လေးတွေကနေကူညီကြပါတယ်။တစ်လ၅တောက်ပုံကိုတယောက်ထဲမဟုတ်တော့အမြဲတမ်းမရပါဘူးဟုလက်ကောင်ကဆိုပါတယ်။ CDN ထောက်ပံ့မှုများလှုပ်ဆောင်ခဲ့သည့်ဘကုမျိုးမှာအမျိုးသားတအုပ်ကကျွန်တော်တို့ဆို2021နှစ်ကုန်ပိုင်းကနေစပြီး CDN တွေကိုထောက်ပံ့ပြီးတော့တနှစ်လောက်တော့လာစင်ထောက်ပံ့နိုင်နေ။နောက်ပိုင်းပြည်သူတွေစီကနေပတ်စံစုလို့ကမရတော့သလိုခေပေးတွေအပိတ်ခံရကျွန်တော်တို့လည်းခက်ခဲလာတော့ မထောက်ပတ်နိုင်ကြတော့ဘူးခုညီနေကြတဲ့စီရီယန်တွေကိုတော့စိတ်ပူရတယ်အခုထိပါပဲဟုဆိုပါတယ် NUG အစိုးရနဲ့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီတို့သည်အမှန်တကယ်အခုညီလိုအပ်လျက်ရှိနေသည့်စီရီယန်ဝန်ထမ်းများ၏ရေးပေါ်ကိစ္စရပ်များအတွက်2021ခုနှစ်မတ်လမှစ၍ခုညီထောက်ပံ့ပေးလျက်ရှိကြောင်းသိရပါတယ်2023ခုနှစ်အောက်တိုဘာလမှ2024ခုနှစ်စက်တင်ဘာလအထိ2023-2024ဘဏ္ဍာရေးနှစ်အတွင်း CDN ဝန်ထမ်း1255ဦးအတွက် မြန်မာကျပ်ငွေသိန်းပေါင်း869သိန်းကျော်ကိုကူညီပံ့ပိုးပေးနိုင်ခဲ့ကြောင်းပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီပြည်သူ့ရဲရဲကော်မတီက2024ခုနှစ်အောက်တိုဘာ20ရက်တွင်ထုတ်ပြန်ထားပါသည်။ CDM များအထွတ်လုံလောက်သည့်ထောက်ပံ့အကူအညီများပေးအပ်နိုင်ခြင်းမရှိသည့်အပေါ်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ၏ပြောရေးဆိုခွင့်ရှိသူဦးထွန်းမြင့်ကိုအွန်လိုင်းမှတဆင့်ဆက်သွယ်မြင့်မြတ်တော်လဲလက်ရှိအချိန်ထိပြန်လည်ဖြေကြားခြင်းမရှိပေ။ စီဒီအမ်များအနေဖြင့်စီဒီအမ်ပြုလုပ်ခဲ့သည့်အချိန်မှစ၍အလုတ်အကင်အတီကြမရှိခြင်းလုံလောက်သည့်ကုညီထောက်ပံ့မှုမရရှိခြင်းတို့ကြောင့်စားဝတ်နေရေးအကျပ်တင်များကြုံတွေ့နေရပြီးအဖက်ဖက်မှအဆင်မပြေမှုများစွာကိုခံစားနေကြရသည်